တော့ကျောင်းတော့ပါဒီနေ့တင်ဆက်ပေးရမယ့်တရင်ကတော့ကြောက်ဖြူမျိုးနဲ့အမှတ်30နေရစ်တိုင်ကာကင်းစကန်ဖြစ်တဲ့ကျမ်းပတ်စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား400နီးပါးရှိတဲ့ပြင်းစစ်ကစကန်ကို I recorded to A ကတင်ပိတ်ဆိုတဲ့တရင်ကိုတင်ဆက်ပေးသွားခြင်းပါတယ်ခင်ဗျာ 是。 တိုင်းစကစ်စကန်မှာအကျမ်းဖတ်စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား400ဝန်းကျင်ရှိပြီးစကန်သိန်းတိတ်ဝဲမှာအကျမ်းဖတ်စစ်ကောင်စီတပ်ဖွဲ့ဝင်200ဝန်းကျင်သေဆုံးသွားပြီးဖမ်းဆီးရမိသူရာကျော်ရှိလို့လည်းသိရပါတယ်ဖမ်းဆီးရမိတဲ့အကျမ်းဖတ်စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာလက်နက်ချအလံဖြူထောင်တာမဟုတ်ဘဲစကန်ချတော့မှဖမ်းဆီးရမိတာဖြစ်ပြီးတိုင်းစကစ်စကန်ကကန်စကန်လို့ပြောပေမဲ့အတော်ကြီးတဲ့စကန်တစ်ခုဖြစ်တာ အမှတ်32ရစ်တက်ရင်အတွက်ပြိုင်းစစ်ကစကန်ဟာနောက်ဆုံးကကင်စကန်ဖြစ်တယ်လို့စစ်ရေးသတင်းချင်းမြစ်ထံမှာသိရပါတယ်အဆိုပါစကန်င်းတက်ပွဲမှာအကြမ်းဖက်စစ်ကောင်စီတက်ပွဲတွေစစ်ကူမပို့နိုင်အောင်အရက်ခတ်တက်တော် A ကပိတ်ဆို့ဖြတ်တောက်နိုင်တာကြောင့်အကြမ်းဖက်စစ်ကောင်စီတက်တာအထီးအခက်အကြဆုံးများပြားတာ ဖြစ်ကြောင်းသိရှိရပါတယ်အရက်ခတ်တက်တော် A ထိုးစစ်စင်တိုက်ခိုက်နေတဲ့ကြောက်ပြူမျိုးအမှတ်32ရစ်တက်ရင်စကန်တင်းတက်ပွဲဟာလည်း ယမန်နဲ့ညနေပိုင်းကစပြီးတိုက်ပွဲတံများရက်စဲသွားကြောင်းဒေသခံစစ်ရေးတရင်ရင်းမြစ်ကဆိုပါတယ်။ဒါအပြင်ကြောက်ပြူမျိုးနဲ့ဒညာဝတီရက်တက်ဌာနချုပ်တွားရလန်းဖြစ်တဲ့တိပောက်တောင်လိုင်းခွေးမှာလည်းတိုက်ပွဲပြင်းထန်နေပြီးတိုက်ပွဲမှာဒညာဝတီရက်တက်ချုပ်တမိုင်နီးပါးအထိနီးကပ်လာပြီးဖြစ်ကမနေ့ကဇွန်လ20ရက်နေ့မနက်ပိုင်းအထိတိုက်ပွဲတွေပြင်းထန်နေစေဖြစ်ကြောင်းစစ်ရေးတရင်ရင်းမြစ်ထံမှသိရပါတယ်။ ကျောက်ဖြူမြို့နယ်မှာ အကျန်းဘတ်စစ်ကောင်စီရဲ့ဒညဝရီရတက်ဌာနချုပ်ကျောက်တုံးဖျားနီးမှာရှိတဲ့ခမရ၅၄၂ဂုံးချောင်းနီးမှာရှိတဲ့ခမရ၅၄၃ခလရ၃၄ကျောက်ဖြူမြို့နီးမှာရှိတဲ့အမှတ်၃၂ရတက်ရင်နဲ့တောင်မော်ကြီးရတက်ဌာနခွဲတို့ရှိနေပါတယ်ကျောက်ဖြူမြို့သိန်းတိုက်ပွဲမှာ I record တက်တော် A ဟာအကျန်းဘတ်စစ်ကောင်စီရဲ့နှမ်းပစ်တောင် scan main တောင် scan နဲ့လက်ခတ်မော် scan တို့ကို သိမ်းပိတ်ရရှိထားပြီး ယခုလက်ရှိကျန်းဖက်စစ်ကောင်စီရဲ့မဟာဗျူဟာရအရေးပါတဲ့အမှတ်30နဲ့ရက်တက်ရင်ကိုထိုးစစ်ဆင်တိတ်ခိတ်လေးရရှိနေပါတယ်ဒီနေ့တင်ဆက်ပေးရတဲ့သတင်းကတော့ကြောက်ဖြူမြို့နယ်အမှတ်30နဲ့ရက်တက်ရင်ကကင်းဖြစ်တဲ့အကျန်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်အင်အား400နီးပါးရှိတဲ့ပြိုင်းစစ်ကစကန်ကို Arrested တော့အေကတိမ့်ပိတ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးရတာဖြစ်ပါတယ်ခင်ဗျနောက်ထပ်တင်ဆက်ပေးမယ့်သတင်းများကိုလည်းစောင့်မျှော်ကြည့်ရှုပေးဖို့ပြောကြားချင်ပါတယ်ခင်ဗျ 公路继续北抬段，结束绵延地貌的困扰。嗯